ကျွန်တော်ကဒီနှစ်စည်းကမ်းကိုအပြေးပါအောင်ကျွန်တော်ကနေနေပြင်ဆင်တာဒါမဲ့ပမာဏလည်းကျွန်တော်မပါဘူး။မပါရင်ကျွန်တော်နေနေအရင်ခက်ခဲတယ်ဗျာ။ ဟန်းနာမေကလင်းမြင့်မှုဖြစ်ပါတယ်ကျွန်တော်ကချမ်းမြင့်နယ်တောင်ပိုင်းမွန်ရှိမြို့နယ်အင်းလေးခေါင်နယ်လေရွာပါကျွန်တော်အတက်က23နှစ်ပါကျွန်တော်အခုလက်ရှိ ISB ကလပ်အတင်းမှာကစားနေပါဒီအင်္ဂါသိမ့်မှန်အတင်းပေါ့နော်ဘလို့ရောက်ရှိလာခဲ့ရလဲနောက်ပြီးတော့ကစားနေရောဘလောက်ကြာနေပြီဟုတ်ကျွန်တော်အာဃာသိပ္ပံအတင်းရောကြောင်2016ခုနှစ်ဆိုင်ရတာမလို့ကျွန်တော်အာဃာဟိုကျွန်တော်တို့သိပ္ပံနေဖွင့်ထားတယ်သိပ္ပံလေးချောင်းအဲတောင်ကြီးသိပ္ပံကနေပြီးတော့ကျွန်တော်ကကစားရင်းနေပြီးတော့ တိတ်ပန်းမြင်ကွက်ကစားပြီးတော့ဒီအားကတိတ်ပန်းကလပ်အတင်းကိုရောက်ရှိလာတာ2016ခုနှစ်စရောက်ပြီးတော့အခု2025ထိဆိုရင်10နှစ်လောက်လို့ရှိပါတယ်အညင်းနေနေဒီဘလုံးကစားတဲ့နေရာမှာပေါ့နော်ခွန်အားနဲ့ညာနာအားဆိုရင်ဘယ်ဟာကိုပို့ပြီးတော့အသုံးပြုလိမ့်ရှိဟုတ်ကျွန်တော်ကနှစ်ခုလုံးပြင်တမင်နဲ့အသုံးပြုပါတယ်ဒီလိမ့်မွေရဲ့ဒီကီလာဘတ်စ်တွေရပေါ့နော်အခုတိတက်နေရာကိုတွေ့ရတယ်ပြီးတော့ဒီမြန်မာကစားသမားတွေထဲမှာလည်း မမြင်ရခဲ့တဲ့ကစားဟန်ပေါ့နော်အဲ့လိုကီလာပတ်တွေကိုသုံးတော့မဲ့အချိန်မှာဘလို့တွက်ချက်ပြီးတော့ကစားလေးရှိတယ်။ဟုတ်ကျွန်တော်အဲ့ဒီကီလာပတ်တွေအားကြတော့တီထွိုင်နေမှာဆိုလဲဆာမကျွန်တော်အဲ့ဒီပထမဒစင်ပြင်ဝင်မဆောက်ရင်ဆာမကျွန်တော်တေချာလေးကျင်ပြီးထွိုင်နေမှာတွေရောပြီးရင်တစ်ဖက်ဗီဒီယိုတစ်ဖက်အတင်းရဲ့ဗီဒီယိုလေးပဲဆာမတေချာပြရတစ်ဖက် Oppo နဲ့ဟိုဟာကိုတေချာသုံးတက်ပြီးဟာတစ်ချက်ရယ်ကွင်းမှာဖြစ်တယ်လာပြီးတော့ Oppo နဲ့ကိုကြည့်ပြီးတော့ဆုံးမြတ်လိုက်တဲ့ဟာရယ်အဲ့ဒါနဲ့ ဒီကစားသမားပွားမှာပေါ့နော်ခက်ခဲဆုံးအချိန်တွေရှိခဲ့ဘူးလားရှိခဲ့ဘူးလေဆိုရင်အဲ့ဒီအချိန်တွေကိုဘယ်လိုကြံ့ကြံ့ခံပြီးတော့ရှင်ဆိုင်ခဲ့ရလဲဟုတ်ကျွန်တော်ကစားပွားမှာခက်ခဲဆုံးအချိန်ဆိုဒီအချိန်လို့ပြောမှာပေါ့နော်ကျွန်တော်ကဒီနှစ်စည်းကမ်းကိုအရေးပါအရအောင်ကျွန်တော်ကနေနေပြင်ဆင်တာဒါမဲ့ပမာဏလည်းကျွန်တော်မပါဘူးမပါရင်ကျွန်တော်နေနေအရင်ခက်ခဲတယ်ပေါ့ဗျာဒါမဲ့အဲ့ဒီခက်ခဲကြီးကျမှကျွန်တော်ပြန်ပြီးရုံထွက်နိုင်အောင် တကွာရကျွန်တော်ဒီဆက်တလမင်းညာကျွန်တော် ASC ပွဲရရှိသေးရတယ်ကျွန်တော်နည်းနည်းစိုက်ထဲမကြဖို့ကိုကိုအဘင်းနဲ့ပြင်ဆင်နေပါလေလို့ဘာလို့ပြန်လဲတယ်လင်ကစားနေကစားအမောင်တရားဖြစ်အောင်လည်းပြင်ဆင်နေပါလေဒီနီဘော့ဖိတ်ခေါ်ဖလားပြန်ပွဲနောက်ပိုင်းမှာပေါ့နော်ညီတို့ဒီလေးရေးစင်အသင်းမှာပြန်ပြီးတော့ပါဝင်လာခြင်းမရှိအောင်တွေ့ရတယ်ပေါ့နော်အဲ့ဒါဒီဒဏ်ရာပြဿနာကြောင့်များလားဒါမှမဟုတ်ဘာကြောင့်များလဲဒဏ်ရာပြဿနာတော့ကျွန်တော်စီမံတန်ရာလည်းမရှိရောဒါပေမဲ့သူတို့ပြန်မခေါ်တာဘာလို့လဲဆိုတော့ကျွန်တော်လည်းအဲ့ဒါမသိဘူး ျွန်တော်အနေနဲ့အဲ့ရကိုသိကျင်နေဟုတ်ဘူး။ဘာဖြစ်ဘာဖြစ်လို့မခေါ်ရလဲဆိုတာ။ဇာလာတဲ့ကာလာတစ်ချက်မှာကိုယ့်ရဲ့အထအဝအတီဆုံးကိုနဲ့တွဲဖက်ညီဆုံးဇာသမားဆိုရင်ဘယ်သူဖြစ်မလဲ။ဟိုဒီလက်ရှိ ISB club တင်းမှာဆိုရင်တော့ရွှေထုံးမှာပဲကျွန်တော်ရေကစားတဲ့အထအတူနဲ့ပဲတော့ပဲညီစုံကစားနေတာလာမယ့်နိုဝင်ဘာလအတွင်းမှာဆိုရင်ပေါ့နော်ဒီမြန်မာနိုင်ငံမှာပထမဆုံးအဖြစ်ကျင်းပမယ့်အရှမျိုးသမီးချန်ပီယံလိပေါ့နော်အဲ့ပြိုင်ပွဲကြီးကိုကိုယ်အနေနဲ့ကစားခွင့်ရတော့မှာဆိုတော့ဘယ်လိုခန်းစားနေရလဲ ဟိုအခုအာရှချန်ပီယံလိပွဲကြီးလာတော့မှဆိုကျွန်တော်အနေနဲ့ကစားခွင့်ရရင်တော့ကျွန်တော်အရင်ဝမ်းတာပေါ့နော်ကစားခွင့်ရဒီမြန်မာနိုင်ငံမှာလည်းကျွန်တော်ပြောမယ်ဆိုကျွန်တော်တို့အတင်းပြမဆုံးကစားခွင့်ရတဲ့အတင်းလိုဖြစ်နေရဲ့အတွက်ဖြစ်နေရဲ့ဆိုတာကျွန်တော်ဒုတိယအဆက်ကိုတက်လန်းနိုင်တဲ့အတင်းဖြစ်တဲ့အတွက်ကျွန်တော်နေရဲ့တော်လေးကိုဝမ်းနာနေပါအပြိပတ်ထွက်ကစားဖို့ခွင့်ရလာရင်ရောကိုယ်အနေနဲ့အတင်းနေထားမှရှိနေပြီလားဟုတ်ထွက်ကစားခွင့်ရရင်ကျွန်တော်အနေနဲ့အတင်းနေထားမှရှိနေပါ အဘိနေတဲ့ပြိတ္တကြီးကိုညီနှစ်ဆက်စကားပြောပြပါဦးဟုတ်ကျွန်တော်အာဘိနေတဲ့ပြိတ္တကြီးနဲ့ကျွန်တော်တို့အတင်းအာဘိနေတဲ့ပြိတ္တကြီးကိုလည်းကျွန်တော်အနေနဲ့လေးပစင်ကြီးတွင်းကမပါပါပဲကျွန်တော်တို့အတင်းကကိုစတလဘိမှ ASC ပွဲရှိရတဲ့ကျွန်တော်တို့ဆက်ပြီးတော့အားပေးပါအောင်လို့ကျွန်တော်အတင်းကျွန်တော်အားပေးလူရှိလူကျွန်တော်အတင်းရောလည်းအများကြီးပဲအားပေးပါအောင်လို့ကျွန်တော်အနေနဲ့လည်းစတလဘိအတွက်အကောင်းဆုံးပြင်ဆင်ပြီးတော့အကောင်းဆုံးခြေစမ်းနေပြန်လာပါမယ်လို့အားပေးရတဲ့လည်းကျေးဇူးများတင်ပါတယ်